အချိန်တန်လို့ဒုက္ခဖြစ်လို့ဟိုကလင်းဖြစ်လို့ဒီကလင်းစီကိုလာလို့မရတော့ဘူးလာလို့မရတော့ဘူးလာတော့ဒုက္ခပြူတာနော်တက်တယ်ယူတာလင်းရှိမရနဲ့မရရှိခင်နဲ့တရားဝင်ဘယ်ဘက်ကမှပွားရှင်းပြက်ဆက်ထားခြင်းရှိရဲ့နဲ့အဲ့ဒီနဲ့ဦးဖောက်ပြန်နဲ့ဖောက်ပြန်မှုမျိုးပါတကယ်အရရှင်ဖို့ကောင်းတယ်အလုံးမဲမင်္ဂလာပါဗျာကျွန်တော်ကတော့ကိုမိုးကြီးပါဗျာအခုကျွန်တော်တင်ဆက်ပေးတဲ့ပတင်းအချောင်းရံလေးကတော့ဘုံမီနယ်ဖက်မှာဖြစ်သွားတာဗျာ မြင်းကြီးကိုထားခဲ့ပြီးလင်ငယ်နောက်ကိုလိုက်သွားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဗျကျွန်တော်နဲ့အတူဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်လိုက်ရအောင်ဗျအဲအဲဆိုင်ပဲပြောမယ်ပြောမယ်အဲအဲဆိုင်ပဲပြောမယ်ဒီမှာတွေ့သိတယ်သူကလာတာလမ်းကျဲတောင်ပွဲသိတယ်ဒါသူနဲ့ဘိုးနဲ့ယူပြီးလို့ရင်ကျွန်တော်နဲ့မဆိုင်တော့ဘူးသူကဘုရားကိုတက်တာနော်ဘုရားတောင်းလို့လည်းမပြီးတော့ဘူးဘုရားမတောင်းလို့လည်းမပြီးတော့ဘူးတောင်းလို့ရော

အဲ့ဒါလိုမျိုးအခုခုနဲ့မပိုင်တဲ့အကြောင်းသူသိချင်လို့နော်ရှင်းရှင်းသိချင်တယ်ရှင်းရှင်းသိချင်လို့ဘာမှမဟုတ်ဘူးသူတို့ကြိုက်လို့သူတို့ကြည့်ကြတော့သူမှသိတယ်သူမဆုံးဘူးကပြောတဲ့အချက်စကားကိုပြောမယ်ပြောပြောပြောရတယ်ပြောအချင်းတန်လို့ဒုက္ခဖြစ်လို့ဟိုကလင်းဖြစ်လို့ဒီကလင်းစီကိုလာလို့မရတော့ဘူးလာလို့မရတော့ဘူးလာတဲ့ဆိုင်ကပြူတာနော်တတေကြီးပါတတေကြီးပါဒါမှန်တယ်လေဒါသူတို့ငင်းငင်းများတယ်နော်မြင်းကြီးမြင်ငယ်တယ်မဟုတ်ဘူးဒါသူတို့ကသူတို့ကိုတကယ်သူကပြဿနာစာမယ်ဆိုရင်ဒီကောင်လေးတော့ကပြစ်တယ် အရလာသူနဲ့အခုမှသုံးရမှသူကဘယ်လိုပြောမှဆိုတော့သူမိမကိုသူသုံးမှတဲ့ကွာသူပြန်ပါမှာပါသူခလေးစိတ်တယ်နော်ခလေးနဲ့ရစိတ်တယ်သူကပြန်ပါမယ်အတိုင်းတိုင်းသူမိမကိုသူသုံးမှတာခုသူများသူကသုံးမှတာသူများအဆွဲစားသွားပြီအရလာသူနဲ့မပိုင်နဲ့တဲ့အကြသူမောင်မလေးသူအမေလေးသိရအောင်ဆိုလို့အခုသူမျိုးခေါ်ပြောတာကိစ္စတစ်ခုကတော့ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးဒီမြန်မာကိစ္စဟာဟာလား အချိန်နဲ့လို့ပြန်လာမယ်ဆိုရင်တော့သူ့မှာမရမှာဘူးဘာလဲမခံတော့ဘူးနင်းလာဆရာကြောင်းရှိတော့ဘူးနောင်ဘယ်ခါဖြစ်မယ်ဆိုလည်းနင်းလာဆရာကြောင်းရှိတော့ဘူးသူကအဲ့လိုမျိုးသိပဲကြောက်တာတိတ်ကျင်တယ်ဗောခါကြီးဖြစ်တော့တာပြောလိုက်တာတခါလေအဲ့လိုလောက်ခဖြစ်မယ်ဆိုလည်းသူ့ချိုလာမလာခဲ့တော့လည်းသူနဲ့မပတ်သက်တော့ဘူးသူနဲ့ဘာမှမဆိုင်တော့ဘူးခလေတာဝန်ပါတာဝန်သူဘာမှတာဝန်မယူတော့ဘူးသူမယူတော့ဘူးသူပဲတာဝန်ယူတော့ဘူးအဲ့တကယ်လို့သူတို့လင်မယားကွဲမယ်ဆိုရင်ခလေတာဝန်သူယူရမယ်ဟာလာကျတော့ပါစီအခုကွဲသွားပြီသူတော်မကလင်ရောက်ပါဆိုသူ့မှာဘာမှမပေးတော့ဘူး ลืมๆชื่อชื่อนะครับครับมันเป็นสาขาที่ไหนกันเนาะอย่าได้บ้านอยู่ดิชื่อชื่อนะครับครับเดี๋ยวกูไปจับกับความเว้ยเมาเลยนี่เนี่ยมาบ้านเราอยู่ๆมาบ้านเราได้ยาได้ชั้นดื้อบึ้งก็ไอ้ชั้นดื้อบ่ต้องเนี่ยต้องเนี่ยแบบนี้ไม่ก็อะไรต้องเนี่ยต้องเนี่ยแบบนี้ก็อะไรมาก็อดน้ําหมดมากๆอยู่ได้สักครั้งเว้ยมันนี่กวนจะหาเนี่ยเนาะเนี่ยเนาะชั้นดื้อก็สับแต่ชั้นดื้อหมู่กูไปหาตามมาดําก็อะไรมาไปอะไรก็ใกล้จะคือกุมหลอก ដែលបងនៅក្នុងកែប្រេតកលទួនហត់សក្តិតាទួនមួយអញ្ចឹងយកបានហើយហៅហត់មកលុយឆ្នាំអូបងលងដារបែតងតាយឯងចង់ក៏ទៅក្លងទៅអូលេឆាក់ធំទៅនេះឡើងទៅយកទៅយកដាក់មកសោះហត់ចាក់ទៅជិះបងក្រាស់ក្រាស់នឹងមកជីជីកែក្រាស់ញ៉ឹងនោះកាក់លូនមកហើយក្រាស់នឹងឲ្យប្រេលោករ៉ចាំដល់មួយណាទៅទីឡាឌី

တတိဆန်တကောင်ကောင်နဲ့နှိုင်းမယ်ဆိုလို့ရှင်းတာမှာအဲ့ကိုနှိုင်းလိုက်ရမယ်တတိဆန်ကိုအာနာရလောက်တဲ့အနေထားမျိုးအဲ့ဒီလိုမျိုးဖောက်ပြန်ခြင်းမျိုးတစ်ခုရှိတယ်တစ်မျိုးရှိတယ်အဲ့ဘာလဲတိတာလင်ရှိမရနဲ့မရရှိခင်နဲ့တရားဝင်ဘယ်ဘက်ကမှကွာရှင်းပြတ်စဲထားခြင်းရှိရဲ့နဲ့အဲ့ဒီနှုတ်ဖောက်ပြန်တဲ့ဖောက်ပြန်မှုမျိုးပါတကယ်ရရှိဖို့ကောင်းတယ်ဟိုကလည်း လင်ရှိရမရကလည်းခုမှလင်ကြီးမဟုတ်တော့ရှဲ့တာနဲ့သူများလင်ကြီးကိုတောင်းတောင်းလိုက်ခြင်းတော့လာခြင်းလိုခြင်းတဲ့အခါကျတော့ကိုလင်ကိုပြန်ပြီးတော့လှန်နဲ့ထိုးတာကိုလင်ကိုနီလန်ဘောင်းစုံနဲ့အောက်တန်းကျတဲ့နီလန်ဘောင်းစုံနဲ့ရုပ်မာနီဘောင်းစုံနဲ့ကလင်ကကျစ်နီဘောင်းစုံနဲ့လင်ကြီးကိုမရရအောင်ပွဲတာသူများလင်ကိုလိုခြင်းတော့နောက်ကြလုတဲ့သူက နောက်ဆုံးပြီးအဆင့်ပြောမယ်ကွာအိမ်သာချင်းတူပြီးမှကျွေးခဲ့ရကြဖြစ်နေစေဘလောက်ပဲလွတ်ဝတ်တရားလေးကြီးနေကြီးလေအာဒီကောင်မမငြိမ်ဘူးဒီကောင်မဟိုငါလက်လွတ်ချလိုက်လို့ရှိရင်အလကားနေနဲ့အတမီလေးနေနော်ဒုက္ခဖြစ်သွားတော့မှဆိုပြီးမှယောက်ျားလုပ်တဲ့သူကကဲတင်ထားတာရေးစေးပြီးတော့အချိန်ချင်းပြန်ပြီးတော့ပေါင်းနေတာအကြောင်းတရားလေးထောက်ပြီးမှတန်ဖိုးရှိလို့ပေါင်းရမှာမဟုတ်ဘူး တားနေတာတမီးများဒါပေမဲ့မရအောင်ဖေမနေနဲ့မိမငိမ့်ကုမနေနိုင်ဒီလားအဲ့လိုပဲမရရှိတဲ့နေမှာလေကိုယ့်အသက်အရွယ်ကိုယ်သိခါကိုယ့်ရဲ့အဆင့်တန်းကိုယ့်ရဲ့အနေထားကိုယ့်ရဲ့ယာရုကိုယ့်ရဲ့ဂုံသိခါသူထောက်လက်ရှိမိသားစုရဲ့ตาမရတွေရဲ့မျက်နှာအရွယ်ရောက်နေတဲ့ตาသမီးတွေရဲ့မျက်နှာမထောက်တာမျိုးရွှေအတိုင်းဝိုင်းရဲ့ဂုံသိခါတစ်ချက်ကလေးပြန်ဆောင်ပြီးတော့မကြည့်ဘူး ူများမယားကိုကြာခိုးခြင်းတော့သူများမယားကိုကြာကူလီလှုပ်ခြင်းတဲ့ခါကျတော့အဲ့ဒီမိမနဲ့အဲ့ယောက်ျားနဲ့ကပူပေါင်းပြီးမှလက်ရှိလင်ကြီးတွေမရဲ့ကြီးတွေအောက်တန်းကျတဲ့နီလန်ပေါင်းစုံတုံးပြီးမှမရရအောင်ဝဲကြတာအခုမှသည်ပြောနေတဲ့အဖြစ်တစ်ကလေးနဲ့နားထောင်နေတဲ့သူတွေမှာဒါကြုံရတဲ့ဆိုလို့ရှိရင်ဒီမှာတည်းတခုပြောချင်တယ်လှုပ်ပေးလိုက်လှုပ်ချပေးလိုက် တိလာအဲ့ဒီလိုလူမျိုးတွေဟာလေယခုလက်ရှိဘဝမှာလည်းမကောင်းနောက်တန်းတရားမှာလည်းမကောင်းဒီလိုအောက်တန်းစားတွေနဲ့ကိုယ်နဲ့စောစောစီလန်းခွဲလိုက်ရတယ်ဆိုတော့ကိုအရန်ကန်ကောင်းလို့စေတနာဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာကျွန်တော် တို့တွေပြန်ဆောင်ကြမယ်ဗျ